အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့အချိန်အခါဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခံစားနားဆင်ပေးကြပါအောင်ခင်ဗျာဂျပန်တို့ကမောင်းထုတ်စင်းက BDA တက်ခွက်ကလေးတစ်ခုသည် ဟင်းသရာနယ်အတွင်းရွာကလေးတရွာအနီး၌စခန်းချလျက်ရှိနေစဉ်မြမဆက်သား၄ယောက်တို့သည် ဝိုင်းဖွဲ့ကစကားပြောလျက်ခြေကြတဲ့၎င်းတို့အနက်မှာ နမည်ရင်မောင်ဖသာဆိုသူမှာအလွန်အယက်ပုသည်ဖြစ်၍ဘိုးပုတဲဟုတက်တရလုံးကအမည်ပေးထားကြရာတနေ့ကုန်းတော်လဲစကားတခွန်းများမပြောသည့်တိုင်အောင်နှုတ်ဆက်နေသူဖြစ်ပါလျက်၎င်းညာ၌မူအထုစကားပြောနေသောကြောင့်တငယ်ချင်းများကဘိုးပုတဲခမရဘာဖြစ်နေတာလဲဒီနေ့အာချွင်လှကြီးလားထို့သို့ပင်ပြောမိကြသေးတယ်အချို့သောလူများအဖို့ အရေအနှဲ့ငယ်တောက်သောအခါ၌ဖြစ်စေအကြံအစီအပေါအလံတဲသောအခါ၌ဖြစ်စေဥရုရာသည်ညင်ညွတ်သောအခါ၌ဖြစ်စေအထုစကားများရသည်ဟုအဆိုရှိလေရာဘိုးဘူးတက်မှုကသေရမည်ကို သိသဖြင့်တဲတလုံးဖုံးကွယ်ထားခဲ့သောဖြစ်ပျက်တစ်ခုကို မပြော့ရဘဲမနေနိုင်အောင်ဥထဲမှရားနေသည်ဖြစ်၍အထုစကားပေါ်နေခြင်းဖြစ်ပေတယ်ဘိုးဘူးတက်ကကျုပ်တော်မင်းဖြင့် ဧကန္တသေးရမှာပဲဗျကျုပ်ကိုကျုပ်သိတယ်ခမရတို့မယုံဘူးလားထို့သူပြောတော့အခါအခြားသောစက်သားများကမဟုတ်နိုင်တာဗျခမရကနှစ်ပြင်ဖြစ်မဲ့အကြောင်းအရာကိုအတက်သိနေရအောင်ဘာညာများရာထားလို့လဲထို့သူမေးကြတော့လေဘိုးဘူးတက်ကမယုံချင်းနေဗျနှစ်ပြန်တော့ခမရတို့သိလိမ့်မယ်သေးမမအတီးပြန်အချိန်မဟုတ်ဘူးဟောဒီအချိန်လောက်မှာသေးလိမ့်မယ်ဗျ ထို့သောပင်ထက်စင်၍ပြောလိုက်သေးတယ်ထူးခြားသောအချင်းရာတစ်ခုမှာဘိုးဘူးတက်သည်တေးရမီကို အမှန်သိသည် ဆိုသောလေအနေငယ်များညှို့ငယ်ဟန်လက္ခဏာမရှိပဲအထုွှင်းပြလျက်ခြေသေးအပြင်တက်တဲ့လုံးနှုတ်ဆက်ခဲသမျှကို ထိုးနေညားတွင်မှအကုန်ထုတ်တော်မီလက္ခဏာနှင့်စကားအမြင်မပြတ်ပြောလျက်ရှိလေတယ်နောက်ဆုံး၌ဘိုးဘူးတက်ကကိုင်းတငယ်ချင်းတို့ဘယ်တော့မှမကြုံမပြောဘူးတဲ့ ဖုံးပေထားတဲ့အဖြစ်ပြက်ကလေးတစ်ခုကိုဒီကနေ့ညာနောက်ဆုံးပြောခဲ့စမ်းပါရစေဗျာတစိမ့်လောက်နားထောင်ကြစမ်းပါထို့သူပြောတော့အခါတငယ်ချင်းများသည်သေမီဆိုခြင်းကိုမယုံကြည်တော့လေနှုတ်စိမ့်နေသောလူတစ်ယောက်ကပြောလိုသောစကားမှာဧကံမုတ်ချာထူးထူးဆန်းဆန်းဖြစ်ရမည်လို့သဘောရသည်နှင့်ဂိုင်းပြောပါဗျာကျုပ်တို့နားထောင်ပါမေထို့သူတညီတညွတ်ထဲပြောဆိုလိုက်ရတယ်ဘိုးဘူးတက်က သေးမယ်ဆိုတာကိုသိတာဟာကျုပ်တို့အဖို့မှာဘိုးစဉ်ပေါင်းဆက်လို့ဖြစ်နေတယ်ဗျကျိုးအဖိုးလည်းသိတာပဲကျိုးအဖေးလည်းသိတာပဲကျိုးအဖေးဆိုတာများတော့သူ့ကိုယ်သူကျိုးပေးခိုင်းရမှာသိလေတော့ကြောက်လိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ဒါနဲ့တောင်နောက်ဆုံးကြတော့သူသိထားတဲ့အတိုင်းကျိုးပေးခံခဲ့ရတာပဲဗျတဦးကဘာအပြစ်တော့ဗျဘိုးတစ်ပူက ကျိုးအမေကိုတတ်တဲ့အပြစ်ဘောဗျ တဦးကဩဒါဖြစ်ခမားဟာအဖေရောအမေရောဒီပြိုင်းနဲ့ဆုံးခဲ့တာပေါ့လေဘိုးဘူးတက်ကဟုတ်တာပေါ့ဒါပေမဲ့ကျုပ်အဖေကိုကျုပ်ကဲနိုင်တယ်ဗျမကဲခြင်းလို့ပြတ်ထားလိုက်တာပဲတဦးကအလိုစမ်းလာကြည့်လာဗျာအဖေတယောက်လုံးကျိုးပေခံရမှာကိုကဲနိုင်လျက်သားနဲ့ခမားကမကဲဘူးတော်တော်ရက်ဆက်တဲ့လူပဲကိုဘိုးဘူးတက်က ဆိုခြင်းဆိုကြတော့လေခမရတို့လည်းကျုပ်နေရာမျိုးရောက်ရင်ကျုပ်လိုပဲလှုပ်ကြမှာလားမဆိုနိုင်ဘူးတဦးကကိုင်းကိုင်းပြောစမ်းပါဦးဗျခမရအဖြစ်ဖြစ်ဘိုးဘူးတက်ကဒီလိုဗျတနေ့တော့မနေ့စောစောအချိန်မှာနွားတို့တဲ့ကလာကအိမ်ထဲဝင်ပြီးနွားတို့ပြိမဲ့လှုပ်တော့တကားတွေပိတ်ထားတာတွေ့ရတဲ့ခေါ်လို့လည်းမရဘူးပြတင်းပေါက်ကအသွားကြည့်တော့ ိန်ထဲမှာကိုယိုကရည်မြင်တွေ့ရလို့ပလိတ်ကိုသွားတိုင်းဓာတ်နဲ့ပလိတ်တွေလိုက်လာပြီးအထက်ကိုဝင်ကြည့်လိုက်တော့ကျမ်းပေါ်မှာမိမတယောက်အလျာမှောက်ရဲ့လဲသေးနေပြီသူ့လဲပင်ပေါ်ကအသွေးတွေကျမ်းပေါ်မှာအိုင်ထွန်းနေတာရဲ့အဲ့ဒီအခန်းထဲကစပွဲနာမှာတော့လူတယောက်အယံမိုးပြီးလဲနေတာနဲ့လက်တစ်ဖက်မှာအယက်ပလင်နောက်လက်တစ်ဖက်မှာတော့ခြောက်လုံးပြုတ်ကိုင်ပြောင်းဝကမိမပဲလှဲပြီး 6လုံးမြို့မှာကြီးစံတစ်ခုထွက်ထားတာရဲ့အခန်းတော့မှာတော့တငယ်လေးတယောက်ကျမ်းပေါ်မှာလဲပြီးနေတာကိုတွေ့ရတဲ့အဲ့ဒီတော့ပလိတ်ကဆရာအောင်ခေါ်ပြီးစုံစမ်းကြရမှာတငယ်ကလေးမှာတော့ခေါင်းကွယ်နေပြီမဲ့သေးတော့မသေးသေးဘူးတကူလုံးမှာလည်းဒဏ်ရာတွေပွားလို့မိမမှာတော့လဲပင်းမှာတနတ်မှန်ထားတဲ့ဒဏ်ရာအပြင်တကူလုံးမှာလည်းထို့ကျိတ်ကန်ကြောက်ထားတဲ့ဒဏ်ရာတွေနဲ့ထိုင်ကုန်ဘောကလူကိုပလိတ်က ဘယ်လိုယူဆသလဲဆိုရင်သားကလေးရော မရရောနှိမ့်ဆဲခြင်းတိုင်းနှိမ့်ဆဲပြီးနောက်ဆုံးအမရနိုင်သေးလို့တနတ်နဲ့ပြတ်တက်တယ်ဆိုပြီးယုံတင်လိုက်ကြတာကိုဗျဒါနဲ့အမှုကိုယုံမှဆက်စေးတော့အစိုးရရှင်းနေကားလေဒီအမှုဟာမြင့်မြင့်တက်သေးမရှိတော့လေဒီမိမကိုဒီယောက်ျားတတ်တယ်ဆိုတာအင်မတန်ထင်ရှားနေပါတယ်ဆိုတဲ့အကြောင်းခြောက်လှဲ့တာပေါ့ဗျာဒီလူဟာလေမရနဲ့ခလေးကိုခဏခဏရိုက်ပါတယ်လို့ အိနီချင်းတွေကတက်တေခန်းကြပြန်လေတော့တရားသူကြီးရဲ့စိတ်ထဲမှာ အေကန္တအပြစ်ရှိတယ်လို့ယူဆပေးမှာပေါ့ဗျာ။ကိုင်းဗျာခမရတို့ကောတရားသူကြီးလုံးကြည့်ကြစမ်းပါဘယ်လိုဆုံးဖြတ်ချက်ပေးမှာလဲ။တဦးကမျက်မြင်သက်သေတော့မရှိဘူး။ဒါပေမဲ့ဒီလူတတ်တယ်လို့ယူဆရလိမ့်မယ်ထန်နေ။တခြားတယောက်ကပြောစမ်းပါအောင်ဗျာ။တရားသူကြီးကဘယ်လိုစီရင်တယ်လဲလို့ဘိုးဘုတ်တက်က ကြုံမေးတာဖြေးစမ်းပါဦးခမရတို့ဖဲနဲ့ထင်းတယ်တဦးကဒီလိုဗျာလူတတ်မှုဆိုတာမျိုးဟာကြုံကြားမှုတာကတော့မျက်မြင်သက်သေတက်အမရှိရင်ယုံမအတန်တရာရှိနိုင်တယ်တဲ့တန်တရာရှိရင်အပြစ်မပေးနိုင်ဘူးလို့ကြားမှုတာပဲဘိုးဘူးတက်ကမျက်မြင်သက်သေရှိတယ်ဗျတခြားလူမဟုတ်ဘူးကျုပ်ကိုယ်တိုင်ပဲအစားအဆုံအကုန်မြင်တယ်တဦးကစိုးစမ်းမအောင်ဗျာကြမ်းကင်ပြီးမလိမ့်ချင်းလို့ မှန်တဲ့အတိုင်းခမပြောလိုက်သလားသို့မဟုတ်မပြောဘဲနေသလားဘိုးဘူးတက်ကခွန်းအားနေတဲ့လူကိုအနိုင်ကျင့်တဲ့လူများဟာအပြစ်ခံစရာရှိတော့တိတ်ကြောက်တာပဲဗျကျုပ်ဖြစ်ဒီလိုအဖေမျိုးရဲ့သားတော်ရတာတိတ်ချစ်တာပဲဗျဓာတ်နဲ့ကျုပ်ကိုပလိတ်တွေကဆေးရုံပို့လိုက်ပြီးအနာပြောက်သွားတဲ့အခါကျတော့ကျုပ်အဖေဆဲဆဲတဲ့ရုံးကန်းတွေကိုခေါ်သွားကြတယ်ပလိတ်တွေကထွက်ဆိုစရာရှိသမျှထွက်ဆိုကြပြီးတဲ့နောက်မှာ တရားသူကြီးကကျိုးအဖေကိုဘာပြောစရာရှိသလဲလို့မေးလိုက်တော့သူဟာဟိုနေ့ကအရက်မူးနေပါတယ်တဲ့လက်ထက်မှာတွေ့တဲ့တနတ်ဟာသူ့တနတ်တော့မှန်ပါတယ်ဒါလည်းရာသပဲ့အုပ်တယောက်ဖြစ်လို့တနတ်လိုင်းစင်ရပါတယ်ဟိုနေ့တုန်းကအင်မတန်ကြီးအရက်မူးနေလို့သူဘာလို့မိတယ်ဆိုတာကိုလုံးလုံးမသိရပါဘူးဆိုရရဲ့ဒီလောက်တောင်လူမှန်းမသိမူးနေတဲ့လူတယောက်ဟာလူတယောက်ကိုထိမှန်အောင်ချောင်းလုံးမြူတနတ်နဲ့ပြစ်နိုင်ဖို့အင်မတန်ခဲယဉ်ပါတယ် ဒါကြောင့်သူပြစ်တယ်မထင်ပါဘူးလို့ခြောက်လှဲ့တာကိုပြဒီတော့တရားသူကြီးကမိမကိုတတ်ပြစ်တဲ့နောက်အစ်စ်တွေတိမ်မှုအောင်တောက်ထားတာဖြစ်နိုင်တယ်မတတ်ခင်ကတည်းကအင်မတန်မူးနေပါတယ်ဆိုတာထင်ချအောင်တက်တည်ပြနိုင်သလားမေးပါရော့ဗျာဒီတော့ကျုပ်အဖေကကျုပ်ဘက်ကိုဖျက်ခနဲ့လှမ်းကြည့်လိုက်တယ်ဗျတရားသူကြီးမေးပုံထောက်တော့သူ့အဖို့မျောလဲစရာရှိတယ်လို့အောင်းမေဟန်တူပါတယ်ဒါနဲ့သူကကျုပ်မျက်နှာကို ကွက်ခနဲ့လှမ်းကြည့်ပြီးကျွန်တော်မျိုးရဲ့အသားကလေးဟာအဲ့ဒီညကအခန်းထဲမှာရှိပါတယ်သူ့ကိုမေးကြည့်ရင်ကျွန်တော်မျိုးဘလောက်မူးနေတယ်ဆိုတာသိနိုင်ပါတယ်လို့ခြောက်ထားကိုပြဒီတော့တရားသူကြီးကကျုပ်ကိုခေါ်ပြီးဆက်ရော့ပြောကျင်တဲ့နေရာလောက်ထိအောင်တော့ပွင့်ပွင့်ကြီးပြောလိုက်တယ်ဗျကျုပ်ကဘဲနဲ့ပြောသလဲဆိုတော့ကျွန်တော်မျိုးမှတ်မိသလောက်မှာဖခင်ဟာအမြဲအရမူးနေပြီးသားမရကိုနေတိုင်းနှိပ်စက်ပါတယ်ကျွန်တော်မျိုးရဲ့မိခင်ကို ဒုံနဲ့ရိုက်ကြားပွနဲ့ရိုက်ကပတ်နဲ့ချွတ်ရိုက်လက်သီးနဲ့ထုတ်နေချီသမျှနှိပ်ဆက်ပါれတခါတလေမှာလက်သီးနဲ့ထိုးလိုက်လို့မူးလဲသွားရမှာခြေထောက်နဲ့ထက်ကန်ပါသေးတယ်ကျွန်တော်မျိုးကိုလည်းနေတိုင်းအကြောင်းမဲ့ရိုက်ပါれတခါတလေမှာလဲပြီးအခုခိုင်းတာကိုမခိုးချင်မှုပြောလို့ရိုက်ပါれတခါတလေမှာလာကထုတ်ပြီးငွေချွင်းလာတဲ့အခါစားစရာတွေဝယ်လာပါれမိခင်ကချက်ပြုတ်နေတော့မှ သူကအနာကရက်ကြည့်နေပါလေကြစ်ထားတဲ့တပြိုင်နဲ့ဘဲသားအကျက်သားတွေကိုအသားတွေကြီးအရစ်နံမြီခြေထောက်နဲ့လဲချောင်းရိုးတွေကိုကျွန်တော်မျိုးတို့အသားမေကိုပြက်ပေးပါလေဟူညာတော့ကတော့အရင်မှုပြန်လာပြီလက်ထက်မှာပလင်းတလုံးပါလာပါလေစားစရာ မပါခဲ့ပါဘူးဒီတော့အမေကိုအမိယူခဲ့လို့ခိုင်းလိုက်တော့အမေကအိမ်မှာဘာမှမရှိဘူးလို့ပြောပါတယ်။သားမေနှစ်ယောက်အဲ့ဒီညကထမင်းကလေးကို စီးဆန့်စားပြုတ်ပြီး စမ်းရပါတယ်လို့ပြောလိုက်တော့အဖေကအမေကိုခြေထောက်နဲ့ကန်လှဲလိုက်ပါတယ်။ကျမ်းဘောကလူးလွန်ပြီးထမယ်လို့တော့ထက်ထက်ပြီးကန်လှဲပါတယ်။အမေကိုရိုက်လို့အားရတော့အဖေက ကျွန်တော်စီလှဲလာပြီးနင်းလဲအတူတူပဲအမိကလေးတောင်ရှားမပေးနိုင်ဘူးလားဆိုပြီးကျွန်တော်မျိုးကထွက်ပြေးမယ်လို့လို့ခြေထောက်နဲ့တားအကြုံကန်လိုက်ပါတယ်။ကျွန်တော်မျိုးကျမ်းဘောလဲသွားတော့ကောက်ယူပြီးလွှင့်ပြလိုက်တာအုံနေရံနဲ့ရိုက်ပြီးကျမ်းဘောမှာလဲနေပါတယ်။ ဒီတော့မှ အဖေကဒုတိချောင်းကောက်ယူပြီးရိုင်းအောင်မဲ့လောက်ရမှအမေကအချမ်းမော်ကလူလဲထားပြီးဒုတ်ကိုအတင်းဆွဲပါတယ်ဆွဲရမလားဆိုပြီးဒုံးနဲ့ဆက်ခါဆက်ခါဆင့်ရိုက်လိုက်တော့စပွဲနားမှာထိုးလဲသွားပါတယ်လဲနေရမှာ၄၅ချက်လောက်ဆင့်ကန်ပြီးတဲ့နောက်မှာစပွဲမှာထိုင်းပြီးအရက်ပလင်းနဲ့ကငှဲ့တော့ပါတယ်ကျွန်တော်မျိုးတော့ခဏတပြုတ်သတိလဲသွားတယ်ထင်ပါတယ်သတိရလို့မျက်စိဖွင့်ကြည့်လိုက်ရမှာအဖေကတော့အရက်တောက်နေတော့ အမေကတော့အကျန်းပေါ်ခေါင်းတောင်ထားပြီးတရောင်းနဲ့လူးလဲထားနေတာကို တွေ့ရပါတယ်ဒီအထိပဲကျွန်တော်မျိုးပြောပါရစေဒီနောက်တော့ကျွန်တော်မျိုးမြင်တာတွေကိုရိုက်ဆဲလို့လဲမပြောပါဘူးထောင်းချမယ်ဆိုလို့လဲမပြောပါဘူးလို့တရားသူကြီးကို၆ထာကိုပြဒီတော့ကပလိတ်တွေတရားသူကြီးတွေကဘယ်နဲ့ထင်ကြသလဲဆိုတော့ကျို့မြင်ရသမျှကိုဖွင့်ပြောရင်ကျို့အဖေအကျိုးစင်တရားမှာဆိုလို့မြုံနေတာပဲလို့ထင်ကြတာကိုဒါနဲ့ကျို့ကတော့ အတင့်အကျပ်မမေ့ကြတော့ပါဘူးသူတို့ထင်သလိုထိဘဲမျိုးသူတို့ကောက်ပြီးဥပရိယတိုင်းအလုတ်လောက်ကြတာကိုဗျတနဟာလေအဖေလက်ထက်မှာရှိလေတော့ကျုပ်အမေဟာ ကိုကူကိုတတ်သေးတာမဟုတ်နိုင်ဘူးလို့တထစ်ချယူဆကြတာကိုဗျတကယ်လို့သူ့ကိုယ်သူတတ်သေးတာဖြစ်ရင်လေကျုပ်က မြုံနေမှာမဟုတ်ဘူးအဖေကြီးအသက်ချမ်းသာရာရအောင်ဖော်ပြမှာပဲလို့သူတို့ကယူဆကြတယ်နောက်ဆုံးမှာတရားသူကြီးက ကျိုးအဖေကိုလူသက်မှုနဲ့စွဲချက်တင်းပြီးအချုပ်ထောင်ပို့လိုက်တော့အဖေကြီးလည်း "तू မဟုတ်ရပါဘူးမတက်ရပါဘူး"နဲ့"ဟောဟဲ့ငိုယူပြောဆိုရင်ပလိတ်တွေကစွဲခေါ်သွားပါရောဗျ"တူကကိုင်းကိုင်းတော့ပါတော့ကိုပုတေစကားမပြောစဘူးပြောရတာဖြစ်လေတော့ဒီလောက်ဆိုရင်ခမမောရော့ဗော"ကိုင်းအိပ်ပါတော့ဘိုးပုတေကနေပါဦးဗျမဆုံးသေးပါဘူးပြောလဲစားနဲ့ဆုံးအောင်ပြောပါရစေ" နားထောင်ပေးကြစမ်းပါဦး။နေ့ပြန်ခါဒီအချိန်ဆိုရင်ကျုပ်မြေကြီးအောင်ရောက်တော့မှာကျုပ်အမေသေးသလိုပဲ။လဲပင်တနတ်မှန်းပြီးကျုပ်သေးရမှာဗျ။ပြောစရာရှိတာလေ။စုံအောင်ပြောခဲ့ပါရစေဦး။ကျုပ်အဖေကြောင့်ကျုပ်မပြောရရင်သေးလို့တောင်မဖြောင်းနိုင်ပဲ။ရင်ဘတ်ထဲမှာနင်းပြီးသေးရပါလိမ့်မယ်။တဦးကကိုင်းဗျာ။ဒီလောက်ပြောချင်တာပြောပါတော့။ကျုပ်တို့နားထောင်နေပါလေ။တခြားလူတယောက်က နားထောင်လိုက်ကြပါတငယ်ချင်းတို့ကဲပြောဗျာကျို့တို့ကစုံးပြီးမှတ်လို့အိတ်ခိုင်းတာပါဒီလိုဗျနားထောင်ကြစုံးရမှာထားလို့အခုမှပြောကောင်းတော့ချီးသေးတယ်ဓာတ်နဲ့ရုံးမင်းကဆွဲချက်တင်းပြီးအဖေကိုချုပ်ထားတော့အဖေနဲ့တွေးပြရစေဆိုပြီးကျုပ်ကပလေအရာရှိတွေကိုခဏခဏနားပူစားတယ်နောက်ဆုံးကြတော့အဖေနဲ့သူတို့နဲ့ပလေအချင်းချင်းဖြက်လိတော့ကျုပ်ကိုအလိုလိုက်ပြီးတွေးချပါစေဆိုပြီး ကျုံနဲ့အဖေတွေ့ရအောင်စီစဉ်ပေးကြတယ်။ဓာတ်နဲ့ကျုပ်ကအဖေအခန်းထဲဝင်းကားရှိသည်။ကျုပ်အဖေကကျုပ်ကိုဝှေ့ဖဲပြီးနန်းချုပ်လိုက်တာဗျာ။တသက်လုံးကျုပ်ကိုလက်ဖြားနဲ့တောင် မထိရပါဘူးဆိုတဲ့သဘောမျိုးပေါ့လေ။သူကကျုပ်ကိုတိတ်ချော်တာပဲ။ငါသားလူကလေးရဲ့သားဆိုပေမဲ့လူကလေးကအသက်သခင်ပါ။အဖေအသက်ကိုကဲဆဲတဲ့သားကောင်းယတနာကလေးတရားဆိုပြီးတကဘာလုံးဟိုးဟိုးကြောသွားပါလိမ့်မယ်။ ကျိုးပေခံရလိမ့်မယ်လို့သူ့ကိုယ်သူတက်တက်လုံးထင်လာခဲ့မိတာ အခုထရမှုဖြစ်တော့ထင်းတဲ့အတိုင်းမှန်တော့မယ်လို့အင်မတန်အကြောက်ကြီးကြောက်နေပါတဲ့ဒါကြောင့်မို့ငါသားလူကလေးကအဖေ့ရဲ့အသက်ကိုကယ်ရအောင် အခုလာခဲ့တာမဟုတ်လားအဲ့ဒီလိုပြောပြီးကျုပ်ကိုပွေ့လိုက်ဖက်လိုက်နန်းလိုက်ချုပ်လိုက်တာလူကိုမွန်းသွားတာပဲဗျဒီတော့ကျုပ်ကဟုတ်ပါတယ်အဖေအဖေ့ကိုကယ်စေရအောင်ကျွန်တော်လာခဲ့ပါတယ် ူညာတော့ကတလောင်းမကားဘူးနှလောင်းပြိုင်သေးဘူးဟာနည်းနည်းကလေးလိုပါတော့တယ်အဖေသဘောတိုင်ဆိုရင်အမေတွေမကားဘူးကျွန်တော်ပါအသက်ထွက်သွားတော့တယ်ကျွန်တော်တို့နှစ်ယောက်စလုံးအဖေကန်းထားလို့မင်းနေတော့မှာအမေကသတိရလာလို့သူ့သားဘက်ကိုလှမ်းကြည့်လိုက်တော့ထယန်းနားမှာခွေးခွေးကလေးကျွန်တော်လဲနေတာကိုမြင်ရလေတော့ကျွန်တော်သေးပြီလို့အောင့်မေ့သွားတယ်လို့ပြောလိုက်တော့အဖေကကြုတ်ကိုပွေးပြီးဟုတ်လားကွယ်ငါသားမင်းအမေကမင်းသေးနေပြီမှတ်ထားနဲ့ ယူကျုံမရဖြစ်ပြီးသူ့ကိုယ်သူတတ်သေးလိုက်တယ်ဆိုပါတော့ဟုတ်လားလို့မေးပြီးကျုပ်ကိုကြောတက်ရင်သက်လှုပ်ထားလေဒီတော့မှကျုပ်ကနားထောင်အောင်အဖေကျွန်တော်အမေကသတိရလာပြီးတော့ကျွန်တော်ဘက်ကိုလှမ်းကြည့်ရမှကျွန်တော်သေနေပြီထင်းလို့ဝမ်းနဲ့ပဲလေဖြစ်ရကနေပြီးအဖေကိုလှမ်းကြည့်လိုက်သေးတယ်ရသည်မလားကငွေကို အကုန်အရက်တောက်ပြီးပိုက်ဆံတပြားမှမပေးနိုင်ပေမဲ့ဟိုအိမ်ဒီအိမ်ကချင်းငါပိုက်ဆံကလေးရရင်ဈေးတဲ့ပြီး သားကလေးငါးကလေးဝယ်ပြာကြီးပြာရာချစ်ပြုတ်လင်းပြန်လာတဲ့အချိန်မှာစပွဲချေရောက်ခုခတ်ကျွေးလာတဲ့ကျွန်တော်အမေကအဖေကိုလှမ်းကြည့်လိုက်တဲ့အခါမှာသူ့မျက်နှာထားဟာဘယ်လိုဖြစ်သွားလဲဆိုတာအဖေမြင်စမ်းစေချင်တယ်အမေမျက်နှာထားကိုကျွန်တော်အခုတွေးကြည့်ရင်ကြိုးတွေကစိမ့်တဲ့လာပါသေးတဲ့အဖေရဲ့လို့ပြောလိုက်တော့ကျို့အဖေက "तू ကြည့်တာကိုအဖေမမြင်ဘူးမို့လား။ငါကအစ်တေမူးပြီးသတိမရဖြစ်နေတယ်မို့လား။တနှက်နဲ့ပြစ်ဖို့မဆိုးထားနဲ့။ အဲ့ဒီအချိန်ကအဖေလက်ကိုတောင်းအဖေမမြောက်နိုင်ဘူးမို့လားလူကလေးရဲ့လို့ချွဲချွဲပြစ်ပြစ်နဲ့အကျုပ်ကိုချော့မော်ပြောတယ်ဗျဒီတော့အကျုပ်ကအဖေပြောတာဟုတ်ပါတယ်ဒီအခါမှာအရစ်တွေမူပြီးသတိမရဖြစ်နေပါတယ်ဒါကြောင့်မို့အမေမျက်နှာထားကိုလည်းအဖေမမြင်လိုက်ရဘူးကျန်းပေါ်မှာလဲနေရကတောင်းနဲ့ဒူးကိုတဲပြီးမနိုင်တနိုင်ကုန်းပြီးအမေထချတာကိုလည်းအဖေမမြင်လိုက်ရဘူးလို့ပြောလိုက်တော့ကျုပ်အဖေကငါမမြင်လိုက်ပေမဲ့ ငါသားကမြင်လိုက်တယ်မို့လားလူကလေးရဲ့လို့မေးတယ်ဒီတော့အကျုပ်ကကျွန်တော်တော့မြင်တာပေါ့အဖေအားလုံးအကုန်ကျွန်တော်မြင်တာကြည့်ပဲအမေဘာလို့တလဲသီလားအမေကလေကျမ်းမော်ကမနေ့ကြီးကုန်းထားပြီအဖေခါမှာချိန်ထားတဲ့ခြောက်လုံးပြူတနတ်ကိုအသားကလေးကုန်းပြီးဖြုတ်စပွဲနာကိုလာအဲ့ဒီလိုပြောကားသာရှိသေးကျုပ်အဖေကအောင်းမလေးဟုတ်ရဲ့လားလူကလေးရဲ့ပြောစမ်းမအောင်သားကြီးရဲ့တော်ပါသေးရဲ့ကွယ် ငါသားကြီးမြင်လိုက်ပြီလို့ကိုင်ကိုင်ပြောစမအောင်သားရဲ့တဲ့မိလိုက်သေးတယ်ဗျကျုပ်ကနားထောင်အဖေးအမေကတနက်ကိုဖြုတ်ယူလာပြီးရင်းငတ်ချလို့ထင်ပါရဲ့တောင်းရေအိုးစီလေးဘက်တွားပြီးရေးသွားတောက်ချသေးတယ်ဗျပြီးတော့မှတက်တစ်ဖက်ကတနက်ကိုကိုင်တစ်ဖက်ကအုတ်ထရံကိုဖေးပြီးကျွန်တော်ကိုလှမ်းကြည့်ခြားသေးတယ်ပြီးတော့သူ့ပါဇက်ကဘာတွေပြောသလဲဆိုတော့တေချာပြီးငါသားကလေးခမရတေချာပြီးတဲ့ ဒီလိုပြောပြီးအဖေဖက်ကိုလှမ်းကြည့်လိုက်ပြန်ရောဗျအဲ့ဒီတုန်းကအမေကြည့်လိုက်တဲ့မျက်နှာထားကိုအဖေမြင်စေချင်လိုက်တာဗျမြင်လိုက်ရရင်နေရောညာရောအဲ့နေနေနိုးနေနေအဖေမျက်စီတဲ့ထွက်နိုင်မှာမဟုတ်ဘူးနောက်ဆုံးပြောလိုက်မယ်ဗျအဖေအကျိုးစင်တက်ထားတော့အမေမျက်နှာကိုအဖေမေးနိုင်မှာမဟုတ်ဘူးအဲ့ဒီလိုပြောလိုက်တော့အဖေက မဟုတ်တာလူကလေးရဲ့ငါသားကကဲမှာပဲအဖေဘာကြောင့်ကျိုးစင်တက်ရမှာတော့ ဒါထက်နေစမ်းမောင်ကွယ်နို့ငါးသားကသေးမမသေးပဲနဲ့မင်းအမေကိုဘာကြောင့်လှမ်းပြီးစကားမပြောရတာလဲကွယ်ဘလို့အကြံစီနဲ့ငါးသားသေးချင်အောင်ဆောင်းရတာလဲလို့မေးသေးတယ်ဗျာဒီတော့ကျုပ်ကကျွန်တော်သေးချင်အောင်ဆောင်းတာကတခြားကြောင့်မဟုတ်ဘူးကျွန်တော်သေးပြီးထင်းပြီးအမေကအဖေကိုတနတ်နဲ့ပြက်သက်စေချင်လို့ဗျကျွန်တော်ကလှမ်းခေါ်လိုက်ရင် မသေးတာသိလေတော့အဖေကိုမပြစ်ဖက်နေမှာစိုးလို့ဗျကျွန်တော်စိတ်ထဲမှာဘလို့အကြံချီးထားတယ်လေအဖေသီလား အမေကအဖေကိုပြစ်တတ်ရင်အဖေဟာသူ့ကိုယ်သူ ပြစ်တတ်တယ်လို့တက်တည်ခံမလို့ဗျဒါကြောင့်ကျွန်တော်ကသေချင်အောင်ဆောင်းပြီးမျက်စိကလေးမမှိတ်တမှိတ်နဲ့ကျောင်းထဲမှာအသာခွေနေလိုက်တာဗျာအဲ့ဒီလိုပြောလိုက်တဲ့အခါမှာအဖေကစိုးစမ်းမအောင်တားရေပြောစမ်းမအောင်တဲ့ဒီတော့အကျုပ်ကကျုပ်ကိုကြည့်ပြတဲ့နောက်အမေဟာ အဖေရှိတဲ့နေရာကိုတကြီးတိုင်နဲ့ခြောက်သွားပါလေရော အဖေကတော့ကလေးထိုင်ပေါ်မှာအိပ်ပျော်ပြီးဟောင်းများတောင်နေလိုက်သေးတဲ့ဗျာ ဘဲဘဲလက်မောင်းပေါ်မှာခေါင်းတင်လို့ဘဲဘဲလက်ကအရပလင့်ကိုကိုင်းလို့ညာဘဲလက်ကစပွဲပေါ်ဆန့်လိုက်လို့တချူချူနဲ့အိတ်နရာပေါ့လေဓာတ်နဲ့အမေကတကုန်းကုန်းနဲ့အဖေအနာသွားပြီအဖေရဲ့ညာလက်ကိုဖြစ်ဖြစ်ကလေးဖြစ်ပေးပြီးချောင်းလုံးမြူတနတ်ကိုအဖေလက်ထဲထဲပေးပြီးအဖေလက်ညှိုးကိုလည်းတနတ်မောင်းပေါ်မှာအသားကလေးတင်ထားပေးတယ်ဓာတ်တွေကိုမြင်ရတော့အမေဘာလို့နေပါလေလို့အံ့ဩပြီးငေးကြည့်နေမိတာပဲရင်ထဲမှာလည်းတထိန်ထိန်နဲ့ပေါ့လေ ကျွန်တော်တွေးမိတယ်အဖေသေးပြီလက်ထက်မှာတနတ်တွေ့ရင်သူ့အတူပြက်တတ်တယ်လို့ပလိတ်တွေကထင်းချမှာကိုဗျဒီအခါမှာအမေစိတ်ကူးကလေးကိုကျွန်တော်သဘောကျပြီးကြိတ်လိုက်စမ်းအမေလို့အော်တောင်းအော်လိုက်ခြင်းသေးတယ်ဗျာနို့ပေမဲ့အကျန်းစီပြက်သွားမှာဆိုလို့အသားကလေးမြုံနေလိုက်ရတာကိုအဖေရဲ့ဓာတ်နဲ့တနတ်ကိုအဖေလက်ထက်မှာထဲပြည့်တဲ့နောက်အမေကစပွဲကိုပတ်လာခဲ့ပြီးအဖေနဲ့မြင်းနေချင်းဆိုင်နေရာကိုရောက်တော့ကျန်းပေါ်မှာဒူးထောင်လိုက်တယ်ဗျာ ဒီအခါမှာအမေပခုံးနဲ့ညီနေလေတော့ပြောင်းဝါနဲ့သူ့လည်းပဲနဲ့တဲ့နေတယ်ပြဒီတော့မှကျွန်တော်ကလည်းဘာလို့မှပါလေးလို့အာအသင်ပြီးကြည်နေတော့အဖေရဲ့ညာလက်ကိုသူ့လက်တစ်ဖက်နဲ့ကင်တနတ်မောင်းပေါ်တင်းထားတဲ့အဖေလက်ညှို့ကိုအမေလက်မှာနှစ်ချောင်းနဲ့တိလိုက်ရမှာကျွန်တော်ကလမ်းသွားပြီးအိုးအမေဒီလိုမလုပ်ပါနဲ့လို့អော်လိုက်မိသေးတယ်ဒါပေမဲ့ကျွန်တော်អော်တာနောက်ကြသွားပြီးအဖေကျွန်တော်ပါဇက်ကအတန်းနဲ့ထွက်သွားရောတနတ်ကဒိုင်းကနေမြေးပြီး အမေလည်းပလက်လန်လဲကြသွားပါရောကျမ်းပေါ်လဲသွားတာတော့အမေကလူးလွန်ပြီးဇပွဲနဲ့နည်းနည်းဝေးသွားအောင်တလုံးနှလုံးတွန်းပြီးလှိန်သွားသေးတယ်ဗျာဒီတော့မှသူ့အကျန်းကိုကျွန်တော်ရိမ့်မိတာကိုဗျကျွန်တော်သေးနေပြီထင်းပြီးအမေကသေးရွာကိုလိုက်ချတော့တာပဲအဖေကတော့အလောင်းနှလောင်းရဲ့လက်ထက်ကတနတ်ရဲ့အဖေထိုင်းနဲ့အဖေကန်ချင်းနိုင်ရင်ချင်းရက်ပြီးတော့ပြစ်ထခဲတော့တာပဲအဖေအဲ့ဒီလိုအကျုပ်ကပြောပြလိုက်တော့အဖေက တိတ်ယုံမာတဲ့ကောင်းမပဲဒါပေမဲ့မင်းအမေကငါ့ကိုဘယ်လိုကြောက်ချခဲ့ပေမဲ့ငါသားတယောက်လုံးချီးသေးတာပဲကွယ်နော်ကံကောင်းလို့သားပဲလူကလေးရဲ့ငါသားများမရှိရင်မင်းအမေလှုပ်ပုံနဲ့တော့အဖေမှာဒုက္ခကြီးပဲတဲ့ဒီတော့အကျုပ်ကစိတ်ချပါအဖေအဖေသားရှိနေလို့အကုန်မြင်လိုက်ရပြီမြင်တဲ့အတိုင်းအခုပြောပြနေတာပဲလို့ပြောလိုက်ရတယ်ကျုပ်ကဒီလိုလဲပြောပြီးတော့ကျုပ်အဖေကကျုပ်ကိုသူ့ခန်းထဲကတွားစီခြင်းလှပြီးပြ သူ့အကြံကဘာလဲဆိုတော့ကြိုပြောပြတဲ့အကြောင်းအရာတွေကိုသူ့အခြေအနေကိုပြောပြမယ်ပေါ့လေဟုတ်လဲဟုတ်တာပဲသူ့အချုပ်ခန်းကပြန်လာပြီးအိမ်ရောက်လို့မကြသေးဘူးအဖေအခြေအနေကကြိုးစီကိုချက်ချင်းရောင်းလာတယ်ဗျမျက်နှာထချွင်ချွင်ပြုံးပြုံးနဲ့ကြိုအနာကိုကပ်ပြီးဟုတ်ရဲ့လားလူကလေးရဲ့ဟိုနေ့ကမပြောချင်ဘူးဆိုပြီးဒီကနေ့တော့အကုန်လုံးဖွင့်ပြောတယ်ဆိုနေရာကျလိုက်လေလူကလေးရဲ့ကိုင်းကိုင်းမင်းအဖေကိုမင်းပြောခဲ့တဲ့အတိုင်း ဘာကြီးကိုတိတ်တိတ်ချာချာပြောပြဇမ်းမောင်ကွဲလို့ပြောပြီးသူ့အိတ်ထဲကဖောင်တိန်နေမှတ်စုစားုပ်တွေထုတ်ကင်တော့တာကိုဗျပြောတာပြောပါကွဲဘာကြီးကိုမကြောက်ပါနဲ့တဲ့အားပေးလိုက်သေးတယ်ဒီတော့အကျုပ်ကဘာလုပ်တဲ့လဲသိလားသူပြောတဲ့စကားကိုတလုံးမှနားမလဲတဲ့သဘောနဲ့သူ့မျက်နှာကိုစိမ့်စိမ့်ကြီးကြီးနေလိုက်တာကိုဗျပြီးတော့မှအကျုပ်ကအဖေကိုအကျုပ်ကဘာပြောကြလို့တုံးလို့မေးလိုက်တယ်ဒီတော့ရှေ့နေကလောက်ပါကွဲလူကလေး သို့တော့သေးသေးချာချာကြာကြာနာနာပြောနော်မင်းအမေကတနက်ကိုယူပြီးမင်းအဖေလက်ထဲထဲပေးလိုက်တယ်ဆိုကိုင်းကိုင်းလုံးစေပတ်စေပြောပြစမ်းမောင်ကွဲဘာကြီးကိုတဲ့ဒီတော့အကျုပ်ကသူ့မျက်နှာကိုမောကြည့်ပြီးကျွန်တော်အမေဘာလို့လို့တုံးအဲ့ဒီလိုမေးလိုက်တယ်ဒီတော့အချိန်နေကြီးကဘာကြီးပြောတာ လူကလေးကြားတာပဲတဲ့ဒီတော့အကျုပ်ကကြားတော့ကြားပါရဲ့ဒါပေမဲ့ခမည်းစကားကိုကျုပ်တခုမှ နားမလဲဘူးလို့ပြောလိုက်တယ် ဒီတော့အချင်းလေးကြီးကဒီလိုမလုပ်ပါနဲ့လူကလေးရဲ့မင်းအဖေကငါ့ကိုပြောလိုက်ပါတယ်ဟိုတနေ့ကမင်းအမေလှုပ်ထားကိန်းနာတွေကိုမင်းအားလုံးမြင်တယ်ဆိုပါကလားတနတ်ကို သူ့လက်ထဲထည့်ပြီးမင်းအမေက သူ့အတူပြစ်ထားဆိုတဲ့ဒီတော့ကျုပ်ကခပ်ပြုံပြုံလုပ်ပြီးခေါင်းကလေးတစ်ခါကနဲ့ဟုတ်မယ်မထင်ပါဘူးဗျာကျွန်တော်အဖေကအချုပ်ထောင်းနဲ့ရောင်းနေတာနဲ့ထင်းမေးထင်ရတဲ့ချောင်းပြီးအိမ်မက်မက်တဲ့ထင်မရဲတို့ပြောလိုက်တယ် ဒီတော့မောင်မင်းကြီးသားအခြေအနေကကျုပ်ကိုမျိုးလုံးကြီးဖျက်ပြီးကြီးလိုက်သေးဗျာနောက်ပြီးတော့မှသူကဒီလိုဆိုရင်မင်းရဖေကငါ့ကိုလိန်လွှတ်လိုက်တာပေါ့လေဒီလိုတော့ဟုတ်မယ်မထင်ပါဘူးဗျာအိမ်မက်မချတဲ့ထင်မရဲ့အဲ့ဒီလိုကျုပ်ကပြန်ပြောလိုက်တယ်ဒီတော့အခြေအနေကตาပြည့်မျိုးလုံးပြဲသွားသေးဗျာဒီလိုနဲ့ကျုပ်ကိုအတန်းကြအောင်စိုက်ကြည့်ပြီးအိမ်မက်ဆွေးရအောင်ကလည်း ီအသေးအဖွဲ့ကလေးတွေစုံလှစိတ်လာပါကလားလူကလေးရဲ့တဲ့ဒီတော့ကျုပ်ကသူ့အိမ်မက်ကိုခမရကိုတော့ပြောပြီးကျွန်တော်ကိုတော့ဘာမှမပြောပါလားဗျအဲ့ဒီလိုတော့ပြောလိုက်ရသေးတယ်ဒီတော့မှအခြေအနေကြီးကကျုပ်ကိုအဖေပြောပြခဲ့တဲ့အတိုင်းလုံးစေပတ်စေပြန်ပြောလျော့ဗျာအဆုံးသတ်တော်မှကျုပ်ကတကယ်အံ့ဩစရာကောင်းတဲ့အိမ်မက်ပဲလို့ပြောလိုက်ရတယ်ဒီတော့သူကဒီအိမ်မက်မျိုးမင်းကမမက်ဘူးလားတဲ့ကျုပ်ဘယ်တော့မှအိမ်မက်မမက်ဘူးလို့ပြောလိုက်တယ် ဘုပ္ပုတ္တဤစကားအဆုံးတွင်နားထောင်လျက်ရှိသောဆက်သားအသုံးယောက်တို့သည်မယုံတဝဲယုံတဝဲနှင့်ဘုပ္ပုတ္တဤမျက်နှာကိုငဲကြည့်နေကြပြီးနောက်တဦးကနေစမ်းမောင်ဆရာကြီးခမရနဲ့ခမရဖေးနဲ့မျက်နှာချင်းဆိုင်မမေးကြတော့ဘူးလားဘုပ္ပုတ္တကမေးကြပြီလားဗျာကျုပ်အဖေကိုကျုပ်ပြောပြခဲ့တဲ့စကားအတိုင်းကျုပ်ကိုလုံးစေပစေပြောပြပြီးကျုပ်ခြေထောက်ကိုသူးကောင်းနဲ့တိုက်ခါတိုက်ခါချောလိုက်တာဗျာမှန်တဲ့အတိုင်းပြောပြပြီး သူ့အသက်ကိုကယ်ပေးပါတဲ့အပြစ်မရှိဘဲနဲ့သူခံရပါတော့မယ်တဲ့သားတော်မောင်တယောက်သာ သူ့ကိုကယ်နိုင်သူ ရှိတော့တယ်တဲ့ငိုကားတလှက်မဲကားတလှက်ခြိုက်ကြည့်တငင်းနဲ့တောင်းမှန်လိုက်တာမှဘာပြောကောင်းမလဲဗျာတဝူးကဒီတော့ခမဘဲနဲ့လှုပ်တယ်ဘိုးဘူးတက်ကသူ့တောင်းပန်ပေးမယ်ကျုပ်ကသူ့မျက်နှာကိုမမြင်ဘူးဟိုညကအမေမျက်နှာကိုသာ မြင်တော့တာပဲဒါကြောင့်မလို့အဖေအနားမှာရက်ကြည့်နေတဲ့အချိန်လေးကြီးဘက်ကိုလှဲပြီး ိမ်မက်မဲချတော့မယ်လို့ပြောလိုက်တယ်။ဒီတခါတော့အချင်းလေးကြီးကဘာမပြောညာမပြောနဲ့ခြာကနေလှဲ့ထွက်သွားပါရော့ဗျာ။နောက်ဆုံးကြတော့အကျိုးအဖေကသူထင်ထားတဲ့အတိုင်းကျိုးစင်မှာဘဝတုံးရတာပါပဲ။တဦးကဟဲ့လူနေစမ်းပါအောင် ကျုပ်ကိုမှန်မှန်ပြောစမ်းပါ။ဟိုနေ့ကခမရဖေကိုပြောခဲ့တဲ့စကားအတိုင်းအမှန်ပဲဖြစ်ပြထားလား။သို့မဟုတ် သူ့ကိုတက်တက်ညှင်းမှန်းခြင်းလို့ခမရထွန်းပြီးပြောခဲ့တာလား။စိုးစမ်းပါအောင်ဆရာကြီးရဲ့ ထိုအခါဘိုးဘုတက်ကညနေလှပြီဗျာကျုပ်လည်းအိတ်ချင်ပါပြီထိုးတို့ဆို၍မတုံမလုံရှိနေလေတယ်နောက်တနေ့ည၌ဗီဒီယိုတက်ခွဲနေဂျပန်တို့တိုက်ကြသောအချင်းရမာလူတိုင်းသိကြပြီဖြစ်ရာထူးဆန်းသောအချင်းရမာကဘိုးဘုတက်၏အလောင်းကိုလေပင်တွင်ဒံယာကြီးနှင့်၎င်းရဲ့တငယ်ချင်းများတွေးကြရလေတော့တည်းဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက် ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။